အောက်ဆီဂျင်ဆန်လာကိုသူ့ရဲ့ဟီတာအုံးတံမိုးရှိတယ်ဆိုပေမဲ့ကျွန်တော်ကအကောင်းနဲ့လူကြီးစားလို့မရပါဘူး။ဒါကို workshop ဆရာရတော့ဒီဗီဒါဖြစ်မှာပါ။အဲ့တော့ဒီဗီဒီယိုကတော့ကျွန်တော်တို့မသိသေးတဲ့ညီငယ်တွေအတွက်မျှဝေပေးရဖြစ်ပါတယ်။အဲ့တော့အောက်ဆီဂျင်ဆန်လာမှာကျွန်တော်တို့ကဆန်စာရဲ့ဟီတာဆိုပြီးတော့မှအပိုင်းတစ်ပိုင်းရှိပါတယ်။အဲ့တော့ကျွန်တော်တို့ အောက်ဆီဂျင်ဆန်တာရဲ့အုံတံပိုးတိုင်းနေဆိုတာကဟီတာရဲ့အုံတံပိုးတိုင်းနေတာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့ကဟီတာကောင်းနေဆိုရင်မဲ့လေသူ့ထဲမှာပါတဲ့ဒီဆန်စာဆိုတဲ့ Zirconia Animal လို့ဒီ Titanium Animal လို့မကောင်းဘူးဆိုလို့ရှိရင်လည်းဒါအောက်ဆီဂျင်ဆန်စာအပြည့်အဝကောင်းမှာမဟုတ်ပါဘူး။ကျွန်တော်တို့ကားမှာတက်ဆန်လိုက်ပြီဆိုလို့ရှိရင်လည်း engine ချက်မိကဒါမောင်းလိုက်တဲ့အခါမှာပြန်ပြီးတော့လင်းမှာဖြစ်ပါတယ်။အဲတော့ဘလို့ပုံစံနဲ့ကျွန်တော်တို့ကတိုင်းတိုင်းစစ်ဆေးရမလဲဆိုလို့ရှိရင်တော့အောက်ဆီဂျင်ဆန်စာရဲ့ဟီတာအုံတိုင်းပြီးတော့ဟီတာအုံတံပိုးကတတ်မှတ်ထားတဲ့30အုံဝန်းကျင်ရှိတယ်ဆိုလို့ရှိရင် ဟလာကားမှာတက်ပြီးတော့ကျွန်တော်တို့ကကားကိုမောင်းဆန်း light data ကြည့်မှာသူ့ရဲ့ oxygen sensor ကောင်းမကောင်းကိုဒါသိရမှာဖြစ်ပါတယ်အဲ့တော့ light data ကြည့်တဲ့နေ့တော့ရှိတယ်ပေါ့နော်အဲ့တော့ light data ကြည့်တဲ့နေ့ကတော့ကျွန်တော်တို့နောက်ပိုင်းမှာပြန်ပြီးတော့မျှဝေပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါ